မင်္ဂလာပါဗျာတရားညင်းမြန်မာပြည်ပါရောဖို့ channel မှာကြိုတူပါရယ်ဗျာ29ရက်6လ2025မှာဒီ9ရက်9လ2025တပတ်တာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ဗျာမင်္ဂလာပါဗျာတရားညင်းမြန်မာပြည်ပါရောဖို့ channel မှာကြိုတူပါရယ်ဗျာ29ရက်6လ2025မှာဒီ9ရက် ခုနှလ2025တပတ်တာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီပတ်ဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတော့ခင်ဗျာဒီအချိန်မှာဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စပါဝါတတာပဲပြောကိုယ်နဲ့ပတ်သက်တဲ့နိဒအိမ်မိသားစုတဲ့လောက်ကိုင်းအလုံးအဝါတတာပဲကိုယ်ဝင်ကိုယ်ရကိုယ်မိသားစုကိုယ်လုံးကမှာအစင်မပြေတတ်တယ်လို့တခြားရတီတာသွားရောက်လောက်ကိုင်းနဲ့ဝါတတာပဲဖြစ်တတ်တယ်ပြောဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအလုံးအောင်ဒီအချိန်မှာဝါဒဝါဒဖြစ်ပေါ်နေတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရင်လောက်ကဲနံပါတ်တဲ့အစီအမပြရတဲ့ပုံကူများ ရာဥတော်အောင်မြတော်လက်ဖုံးလေးကိုကိုင်းပြီးမှမိမိတို့ကိုင်းတဲ့ဖုံးလေးကိုကိုင်းပြီးမှဆုတော်အဲ့ဒီဖုံးလေးရဲ့အကျွန်တော်လောက်ကမကောင်းဘူးဗျာမိမအိမ်တောက်ချင်းနေသာသမီကလုံးမရှိဘူးအချွေမလေးကလုံးခေါ်သားတွေစောင့်နေတာအလုံးခေါ်သားတွေလာမှဖြစ်မှာအဲမိမလည်းပူညာပူညာလုပ်နေရအိမ်မှာလည်းအဆင်မပြေဘူးဒါကြောင့်ဝင်းလောက်ကနေပတ်သက်တဲ့အဆင်မပြေမှုတွေလုံးခေါ်သားတွေနဲ့ပတ်သက်တဲ့အဆင်မပြေမှုအိမ်စောက်ချင်းတဲ့ကိစ္စတွေ အစဉ်ပြေအောင်အသင်ဖုံးလေးကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်နောက်မြောက်တောင်လှည့်ဖုံးလေးကိုကမ်းပြီးတော့ဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုးနေတဲ့အိုးအိမ်လောက်ကိုင်းများအမြန်ပွန်းလန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ဒီပတ်တွင်းမှာတော့အလောက်ကိုင်းအစဉ်မပြေဘူးမိသားစုအစဉ်မပြေဘူးလောက်ခေါ်တာနဲ့ပတ်သက်လို့မလားသေးဘူးအိမ်မှာပူညာပူညာဖြစ်နေတဲ့ပုံကိုအားလုံးတို့ဒီရာဟုတောင်နောက်မြောက်တောင်လှည့်ဖုံးလေးကိုကမ်းပြီးမှအသင်ဖုံးလေးရဲ့အိမ်မှာပူညာပူညာဖြစ်နေတဲ့အိမ်မှာလောက်ကိုင်းမရှိဘူးအလောက်ကိုင်းခေါ်တာတွေမလားသေးဘူးအိမ်မှာအစဉ်မပြေဘူး အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အများဆုံးအစဉ်ပြေအောင်ကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းကျွန်တော်တို့ရပြလို့ရှိရင်ရာဦးတော်နောက်မြောက်တော်လှည့်ပြီးမှဖုံးလေးကိုဂိုင်းဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့အိုးရင်လောက်ကဲများအများပွန်းလန်းမိဖြစ်ပါတယ်ဗျာဒါကြောင့်အဲ့ဒီအိုးရင်လောက်ကဲနဲ့ပတ်သက်တဲ့အစဉ်မပြေကြတဲ့ပုံကတော့ရာဦးတော်လှည့်ပြီးဖုံးလေးကံပြီးတော့ဆူတောင်းကြပါ နော်မန်နီပတ်သက်နဲ့ပတ်သက်တဲ့ကိစ္စတော့ကိုယ့်ရဲ့ဒေတာမဟုတ်တဲ့တခြားရဲ့ဒေတာမှာငွေကြေးနေမှာအစုလိုက်ပြုံးလိုက်ထူးကြတာတော့ငွေကတော့လက်ထက်ရောက်ပြောက်လက်ထက်ရောက်ပြောက်ဖြစ်တတ်တယ်ပြုကိုလိုချင်တဲ့စိတ်ကိုယ်တာမွေးထားငွေကြေးနဲ့ပတ်သက်တဲ့ခက်ခဲဖြစ်ကြတဲ့ပုံကအားလုံးကခုနဖုံးလေးပဲတင်းနေလားအရှိရကိုလှည့်ကိုင်းပြီးတော့စူတောင်းအတင်ဖုံးလေးရဲ့ကျွန်တော်ငွေကြေးနဲ့ပတ်သက်တဲ့လိုးနေတယ်ကျွန်တော်ငွေလိုတဲ့ငွေကဘယ်လောက်ကျွန်တော်ပေးတရားဘယ်လောက်ကျွန်တော်ရတရားဘလောက်ကျွန်တော်ပေးရန်ရန်ဇာလေးတွေနဲ့လိုချင်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အများဆုံးအဆင်ပြေအောင် အသင်ဖုံးလေးကကူညီစောင့်ကြတော်မူပါဆိုတဲ့ကြောင်းတင်းလာအရှိရကိုလှည့်ပြီးတော့ဖုံးလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြေးများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့မြည်သည့်ပုံကူမဆိုတင်းလာအရှိရကူဒီဘတ်တွင်းမှာလှဲ့လဲပြီးတော့မကြာခဏဖုံးလေးကင်ထူတောင်းမယ်ဆိုရင်တင်းမှာဖြစ်ပေါ်နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့လူများတင်းလာအရှိရကူလှဲ့ဖုံးလေးကိုကင်ပြီးတော့ထူတောင်းရင်အစီအမမဲ့ ပေးစရာရှိတဲ့ပတ်သက်နေပေးနိုင်မယ်ရစရာရှိရတယ်ရပြီလိုချင်တာလေးတည်းရမှာဖြစ်ပါတယ်ဗျာအလောက်ကန်နဲ့ပတ်သက်တဲ့ပိတ်နေရအောင်တော့နောက်ပြတော့လဲပြီးဖုန်းလေးတွေကိုင်းစုတော့တင်းတော့မှာပိတ်နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်စိတ်သက်တည်ကြနေတယ်တခုခုလူတယောက်ကိုတိုင်မြင်ရမှာမတိုင်မြင်မှုကိုယ့်အဝတယောက်တည်းငန်ငန်ကြီးနဲ့ငြိမ့်နေတတ်တယ်စိတ်ထဲမှာတခုခုပိတ်ပြီးဘာမှ မပြောဘဲနဲ့အသားလေးမျိုးသိမ့်နေတာမျိုးတွေဖြစ်ပါတယ် အဲ့ဒါကြောင့်တခုခုပိတ်ဆိုနေတဲ့စိတ်နဲ့ပတ်သက်တဲ့မှာပြောခြင်းဆိုခြင်းသိမရှိဘဲနဲ့တခုခုငြိမ်နေပြီဆိုလို့ရှိရင်တော့ခမရေချိုးတဲ့အခါမှာအဲကျွန်တော်တို့ရပြောလို့ရှိရင် စားလေးဗျစားလေးကိုရေတဲ့ထက်အဲခန္ဓာကိုယ်နှံ့ကိုအဲစားရေလေးကိုရှောက်ပေါ်ပြီးမှဆိုတော့ကျွန်တော်စိတ်တည်ညင်းနေတယ်အလုတ်ကဲမကောင်းမှုစိတ်ညစ်တဲ့ကိစ္စအလုတ်ကဲမကောင်းမှုငွေကြီးအဆင်မပြေဘူးအနေဖြစ်မှကြောက်တယ်ပြဿနာတွေဖြစ်မှကြောက်ဒါကြောင့်စိတ်တည်ညင်းနေတယ်ဗျညင်းနေတဲ့စိတ်များ အများဆုံးအစီအမီအောင်ကျွန်တော်ဖြစ်သိကျင်တာဓာရီကျွန်တော်ဖြစ်ကျင်တာဓာရီအများဆုံးဖြစ်အောင်ကူညီပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့စားရည်လေးပုတ်ပြီးဆူတောင်းမင်းခမရခန္ဓာကိုယ်မှာခမရရဲ့စိတ်မှာတခုခုပိတ်ဆိုနေတာအကုသကံများပွန်းလန်းပြီးတော့ကုသိုလ်များအမြန်ရောက်ရှိလာပြီးတော့လူဝင်ဇာနာများပြည့်ပါဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ပတ်တွင်းမှာစိတ်တည်ကြနေတဲ့မြည်သည့်ပုဂ္ဂိုလ်မျိုးစားလေးကိုခမရရေချိုးတဲ့အချိန်မှာခန္ဓာကိုယ်နှံ့နည်းနည်းပော့တတ်ပြီးမှ ကိုပြည့်တင်ခြင်းတဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်တော့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနဲ့ဆက်သက်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေကိုရည်တည်သားမှုတဲ့တခြားရည်တည်သားကိုထောက်ကတတ်တဲ့ငွေကြေးရလူမှုတော့ထွက်တဲ့ပြဿနာဖြစ်လို့ထွက်တယ်ထွက်ရင်ပြဿနာဖြစ်တတ်ပါတယ်ဗျာထွက်တဲ့အချိန်မှာပြဿနာဖြစ်တတ်တယ်သွားတယ်လာတဲ့အခါမှာတိုက်တွေပေါ်နေတဲ့အခါမှာတိုက်တွေပေါ်မနေပါနဲ့ကသွားလေလာတဲ့အခါမှာတောတဲ့တောင်းတဲ့မနေပါနဲ့တောင်ထိပ်တွေမနေပါနဲ့မြင်းသောမြင်းနေရာတွေမနေပဲနဲ့ နေသောနေရာတွေမှာနေအန္တရာယ်ကင်းပြီးတော့မြင်းတဲ့နေရာတွေမှာနေမယ်တစ်ပင်အမြင်ကြီးတဲ့အောက်တွေမှာနေမယ်တိုက်တွေပေါ်မှာနေမယ်ဆိုတော့တိုက်ရုံတွေမှာနေမယ်ဆိုတော့ပြဿနာဖြစ်ပေါ်တည်တတ်တပါတယ်ဗျာဒီချိန်မှာတခုခုပြဿနာပြင်းအစိုးရနဲ့ပတ်သက်တဲ့အဖမ်းသီးတွေခံရတဲ့အချုပ်နှောင်တွေခံရတဲ့ပြည်မှုပြည်တန်နေကြရတဲ့ဒါမှမဟုတ်ရိုးရဖို့တွေကမှတဘာဝအနေနဲ့ဘုံနေကြလို့သိမယ်အရင်နေ့လို့သိမယ်မြေပြိုလို့သိမယ်တစ်ပင်ကြိုးကြလို့သိမယ် သေးချင်းစိုးနဲ့တည်တတ်ပါတယ်ဗျာအဲဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဗာဒီအချိန်မှာလူယောက်ျားမရဏကြနေတာဖြစ်တဲ့အတွက်ဒီအချိန်မှာလူယောက်ျားတွေနဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်ကြမှာအကြီးအကျယ်ဆုံးဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အာဒါမကောင်းတာတစ်ပိုင်းကောင်းတာတော့လူယောက်ျားတွေကကိုကိုရင်ကိုမိသားစုကိုလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတီတီငိမ့်ငိမ့်အေးကုတ်ကုတ်ကလေးငိမ့်ငိမ့်လေးနေမှာဆိုလို့ရှိရင်တော့ရွှေမြအကြီးအကျယ်ဝင်တတ်တယ်လို့ငွေကြီးကြီးနဲ့ပတ်သက်လေအစုလိုက်ပြုံလိုက် လုံးလိုက်ခဲလိုက်ဝင်တတ်ပါတယ်ဗျာဒါကြောင့်ဒီအချိန်မှာရွှေရှာတဲ့လူတွေက ရွှေရရင်ညာရလို့ရှိရင်တော့အကြည့်ကြီးရတတ်ပြီးတော့ထီထိုးတဲ့လူလည်းထီအကြည့်ကြီးပေါက်တတ်တဲ့ကာလာမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးပြိနေတယ်ဆိုရင်တောက်ကြမြောက်ရကိုလှဲ့เนาะကျွန်တော်တို့ရပြလို့ရှိရင်ပတ်သက်လေးကိုဂိုင်းပြီးတော့ဆူတောင်းအသိပတ်သက်လေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားဓာတ်ပြက်နေတယ်အလုံးမလုပ်ဘူးလှုပ်လှုပ်မှဖြစ်မယ်ရက်တောက်တယ်ရက်မတောက်မှဖြစ်မယ်အိမ်မကပ်ဘူးအိမ်ကမှဖြစ်မယ်အလုပ်ကိုမလုပ်ဘူးအလုပ်လုပ်မှဖြစ်မယ် အဲလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာသူသိပိတ်ဆိုနေတဲ့အတွက်ရွှေရလည်းတရသားလောက်လူချင်းနဲ့တပိတ်သားလောက်လူချင်းနဲ့အာအလူတွေလည်းလှုပ်ချင်းနဲ့အဲအဖန်ဒီအချုပ်တော်နေနဲ့ပတ်သက်တဲ့ဝေးချင်းနဲ့ဒါကြောင့်အသင်းပတ်သက်လေးရလူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတာတွေကိုပွင့်အောင်ဖွင့်ပေးပြီးတော့လိုအပ်တဲ့ကိစ္စများများသုံးစင်မြောင်ကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှည့်အနော်အလားပတ်သက်လေးကိုဂိုင်းဆူတောင်းမသိရင်ပိတ်ဆိုနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်။ကိုယ်နဲ့နီးနေဆက်သက်တဲ့မင်း ကိုယ့်ရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာသွားအောင်နေထိုင်နေတဲ့တခြားရတ္တိတာမှာပြဿနာမကြီးပဲနဲ့ကိုယ့်ရကိုယ့်ဒေတာမှာတော့ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာများအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တာများဖြစ်ပေါ်နေတတ်ပါတယ်ဗျာအဲဒါပညာကြီးနဲ့ပတ်သက်တဲ့ကိစ္စကကိုယ်ကြောင့်ကိုယ့်ရကိုယ်ယုံကိုယ်နေရာတွေမှာပြဿနာမဖြစ်တဲ့ကိုယ်ယုံကိုယ့်နေရာမဟုတ်တဲ့တခြားနေရာမှာပြဿနာဖြစ်ပြီးအဲ့ဒီပြဿနာတွေကိုကိုယ်ယုံကိုယ့်ရကိုယ့်နေရာမှာပြဿနာတွေကိုဖြေရှင်းရ တက်တဲ့ကာလာမျိုးဖြစ်ပါတယ်ဗျာအမိရနဲ့ပတ်သက်တဲ့ကိစ္စမှာကိုကိုကိုရင်ကိုနေရကိုမြီမှာကိုနေပြဿနာမဖြစ်မနဲ့အဲ့ရတခြားရတ္တိသားမှာသူမိရနဲ့ပတ်သက်တဲ့ကျူးကျော်မှုများမိရနဲ့ပတ်သက်တဲ့အာဓမ္မတင်းသိမှုများကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါလေဗျာဇာတာပတိဂျိုတိဂျိုနေအာနေနေတာဖြစ်တဲ့ဇာတာပတိဓာတ်ပြတဲ့အိုးရင်လောက်ကနေပတ်သက်လို့ဓာတ်ပြတဲ့မြေရည်နဲ့ပတ်သက်လို့ဓာတ်ပြတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဗာဓာတ်ပြပြီးတော့ အုပ်ချုပ်မှုစီမံခန့်ခွဲမှုလွှဲမားတွေကြောင့်အတ္တမလောဘဒေါသမောဟတွေကြောင့်အုပ်ချုပ်မှုရန်တရားပြပြနေတဲ့အချိန်ဖြစ်ပါတယ်ဗျာဒါကြောင့်ကြာသပတိဂျိုသီဂျိုနင်းအာနေနေတာဖြစ်တဲ့အတွက်တင်းနင်းကနေတောင်းအရှိမြောက်တောင်းကိုလှဲ့နော်အလားအုံးပါတော့မဟုတ်အမအုံးတို့ခောက်ဆွဲဟလားဟောဟောအအုံးတို့ခောက်ဆွဲအုံးတမင်းအုံးရေဟလားအုံးနဲ့အုံးဒီပေါင်မဟုတ်အုံးနဲ့ပတ်သက်တော့မဟုတ်ဒါမှမဟုတ်လေညောအုံးအုံးတမင်းများ တခုခုအုံးနဲ့ပတ်သက်တဲ့ပါတဲ့ပစ္စည်းနော်အုံဒီချိုးချင်းအဲ့ဒါမျိုးနဲ့ပတ်သက်တာတခုခုဂိုင်းတွေ့ပြီးမှဆူတောင်းပါဗျာတကယ်မျိုးမှာအုံညုံလေးရရင်အုံညုံလေးတညုံလောက်ကိုဂိုင်းပြီးမှဆူတောင်းအသိအုံညုံလေးရဲ့အသိအုံဒီပါတဲ့မုံလေးရဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ပြောမယ်ဆိုတဲ့ကိစ္စအဆင်ပြေပါသေးပြင်ချိုင်းကြီးနဲ့ပတ်သက်တဲ့မှာသွားလာလှုပ်ရှားမှုတွေအဆင်ပြေပါသေးနော်မြေရည်နဲ့ပတ်သက်တဲ့ပြဿနာကြီးကင်းပါသေးကြောင်းခမလေးလေးစားစားနဲ့တင်းငွေတောင်းအရှိမောက်တောင်းလှည့်ဆူးမယ်ကြာသာပရိဂျိုစီဂျိုနေမှာအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုသွားခြင်းနဲ့ခီး ကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့မရပါဘူးပြို့ကိုရတေတမှုတဲ့ချာရတေသွားရင်ဖမ်းမှာစီမှာငွေကြေးကုန်ကြမှုဖြစ်မှာကြောက်တယ်ပြောသည်မအနေဖြစ်မှာကြောက်တာဖြစ်တဲ့အတွက်ဖြစ်နေတော့ဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းအရင်ရေးလေးရဲ့ကျွန်တော်ခီးလေးသွားမယ်သွားတဲ့ခီးလေးအဆင်ပြေပါသည်ကျွန်တော်ပြောမယ်စကားတွေပြောမယ်ကျွန်တော်ပြောသောစကားများအောင်မြင်ကြကြပါသည်ကျွန်တော်လုံးသမ ्या ဂိုင်သမ ्या တွေအဆင်ပြေပါသည်ကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှ အဲ့ဒါရေလေးကိုတောက်ပြီးဆူတောင်းမယ်ဆိုရင်လွဲချောင်းနေတဲ့ခီးစကားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုယ်နဲ့ပတ်သက်တဲ့နှိနဲ့သက်သက်တဲ့အစုအဖွဲ့အုပ်စုရောအဖို့လို့ဒိုးအားကြောတဲ့အမှုခင်းပြဿနာတွေဝေ့ကျင်နေငွေကြီးများဆူလိုက်ပြုံလိုက်ဝင်းကျင်နေဒီအချိန်မှာပြည်내တဲ့တိုင်းမှာပြည်내တွေအားကောင်းပြီးတိုင်းပြည်အားမကောင်းဘူးကိုယ်နိုင်ငံအားမကောင်းမနဲ့တခြားနိုင်ငံတွေအားကောင်းပြီးရောအားတွေပြည့်နေပါတယ်တကဘာလုံးမှာလည်းစစ်တွေဖြစ်တယ်ကုံသေးစစ်ပွဲတွေဖြစ်တယ်စစ်မဲ့ရေးရနဲ့ပတ်သက်လို့ဖြစ်တယ်ရေကြီးတယ်ငလင်းလုတ်တယ်မြေပြိုတယ်ပြီးတော့ပေါက်တယ်လိန်ပြစ်ကြတယ် တဘာဝအန္တရာယ်အများကြီးဖြစ်ပေါ်နေတာဖြစ်ပါတယ်ဗျာဒီအချိန်မှာလူတိုင်းလူတိုင်းရာမြင်သောနေရာတွေမှာမနေပါနဲ့သစ်ပင်အောက်တွေမှာမနေပါနဲ့ကုန်းကမှုတွေပေါ်မှာမနေပါနဲ့နှိမ့်တဲ့နေရာတွေမှာ နေပါဗျာနှိမ့်တဲ့နေရာနေပြဿနာကင်းမယ်နောအာရမူတွေနေမယ်ကင်းမယ်လူစုလူဝေးရှိတဲ့နေရာလူများများရှိသောနေရာတွေကိုမသွားပါနဲ့လူနည်းနည်းရှိတဲ့နေရာကိုနေပါအဲ့ဒါမျိုးနေလို့ရှိရင်အန္တရာယ်ကင်းမယ်ပြဿနာဖြစ်ရင်နှိမ့်တဲ့နေရာနေပါလူများများရှိတဲ့နေရာကိုရှောင်ပါရှောင်လို့ရှိရင်အဆင်ပြေမယ် အဲ့ဒီသူရှောင်းလိုက်တဲ့အတွက်အမှုခင်းပြဿနာတွေဝေးကွာမယ်အဲရိုးရဖို့လို့ဒိုးရကြော်ပြီးထီးလေးအပေါ့မယ်ငွေကြီးအစုလိုက်ပြုံလိုက်ရတတ်တယ်အာခမရလူယောက်ကြတဲ့နဲ့ပတ်သက်လို့ပြဿနာမရှိရင်တော့ရွှေများအကြီးကြီးဝင်တတ်တဲ့ကာလမျိုးဖြစ်ပါလေဗျာအဖန်တိခံမလားဒါမှမဟုတ်ထီပေါက်မလားဒါမှမဟုတ်လူယောက်ကြတဲ့တပြက်လို့ပြဿနာဖြစ်မလားဒါမှမဟုတ်ရွှေဝင်မလားတခုခုနဲ့ပတ်သက်တဲ့ကံတွေဖြစ်ပေါ်နေတဲ့ကံမျိုးဖြစ်ပါလေဗျာဒါကြောင့်မြင်းသောနေရာမှာမနေပါနဲ့နေတဲ့နေရာနေပါတီးကြနေပါလူစုလူဝေးရှိတဲ့နေရာတွေကိုမနေမယ်ဆိုရင်တော့ မနေဘူးဆိုရင်တော့အန်တရကင်းဘေးရှင်းပြီးတော့နော်အလားမိသားစုနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြေးများရွှေများအများဆုံးအကြီးကျယ်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ယောရီဖို့ကြပါယောရဖို့ရင်တော့တို့ရာကြောမှာဖြစ်ပါတယ်ဗျာယောရဖို့မယ်ဆိုရင်တော့ကြာသာပရိအနောက်ရကိုလက်ရေးလေးတောက်ပြီးမှသူဆောင်အတင်းရေးလေးရကျွန်တော်တို့ယောရဖို့လို့တို့ကကြောကျင်တဲ့အမှုခင်းပြတနာကြီးဝေ့ကျင်တဲ့ငွေကြေးများသူ့လိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းပြီးတော့အန်တရယ်ကင်းပြီးတော့အသာသနာပြုနိုင်တဲ့ပုံကူတွေဖြစ်အောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း ကြာသပတေးနောက်ရကူလဲရေလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်ရေလေးကိုကမ်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ရိုးဝါဖော်လို့ဒိုးဝါကျော်အမှုခင်းပြဿနာများဝေးကွာတာဖြစ်ပါတယ်ဗျာဒီချိန်မှာဝါဝင်ဝါထွက်မှာဝါဝင်လေးတွေကနီးလာတာဖြစ်တဲ့တဲ့တက်တရာ39မင်းမမြင်ရတဲ့ပုံကူတွေရဲ့အကူကြီးစောင်းချောင်းမှုကြောင့်ထီကြီးတဲ့ဝင်တတ်တယ်အမှုခင်းတွေဖြစ်တတ်တယ်အာသာသနာပြုရတဲ့လုပ်ငန်းတွေလုပ်တတ်တယ်ဒါမှမဟုတ်ရင်လူရောက်ရတဲ့ဓာတ်ပြစ်ပြီးတော့အရက်သေးတာတောက်စားမှုပြီးတော့ငွေကုန်ကြေးကြမြတ်တတ်တယ်ဒါမှမဟုတ်တော့ ရွှေများအစုလိုက်ဘုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်ဒီတစ်ပတ်အတွင်းမှာတော့တော့ကျွန်တော်တို့အပေါ်အထီကန်လေးတွေစားမယ်ဆိုလို့ကျွန်တော်ကြာသာပြေးအနောက်ရကိုလည်းရေးလေးတောက်ပြီးမှဆူတော့ထီကန်လေးတွေစားမယ်အချိန်မှာကိုယ်နိုင်ငံမှာကြီးတဲ့အောင်မလေးထီးများတခြားနိုင်ငံမှာရှိတဲ့ထီကန်လေးတွေစားမယ်ဆိုရင်ထီကန်ကစားကန်ဒီမှာကြာသာပြေးအနောက်ရနေဝင်တဲ့ရက်ဘက်ကိုလှည့်ပြီးတော့ရေးလေးတောက်ပြီးမှဆူတော့အရင်ရေးလေးရဲ့ကျွန်တော်တို့ထီကန်လေးတွေစားမယ်ဗျာအဲ့ထီကန်လေးတွေစားနေကျွန်တော်တို့စားနေထီကန်လေးတွေအများဆုံးအဆင်ပြေအောင် အမြန်ဆုံးပေါအောင် များများပေါအောင်ကြီးကြီးပေါအောင်ကုညီဆောက်ကြတော်မူပါဆိုတဲ့ကြောင့်ဂျာသာပရိအနောက်ရက်ကိုလှည့်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာ။နောက်အရာလေးတစ်ချက်ကြီးတယ်။ကျွန်တော်တို့ဒီကံလေးတွေစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ရပြလို့ရှိရင်တော့အနှစ်တို့တစ်တို့ငါးတို့ခွန်းတို့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ဒီကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်။ တင်းနေငါခုံဆိုတဲ့အခွေးလေးတွေခွေးမဲဒီတစ်ပတ်အတွင်းမှာထီကန်လေးတွေစမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကန်များအများဆုံးပွဲလမ်းမီဖြစ်ပါကြောင်းရောအဖို့ channel ရနေပြီဒီပတ်သာကဉ္စမာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာဆရာကြီးမြန်မာပြည်ပါဗျာ What?